အဲတခါတော့ငါတဲ့ရွာလေးတရွာမှာတဲ့အဲဖုန်းတော်ကြီးကမိစားဟောရဲ့နဲ့အဲဒီနေ့လိုမျိုးတခင်ခွတ်တော်ဆုံးမတဲ့အဲချစ်ချင်းမြတ်တာအကြောင်းကို သူတရားကောင်းကောင်းပေးတရားကောင်းကောင်းပေးပြီးတော့မိစားလဲပြီးလဲပြီးသွားရောအမျိုးသမီးတယောက်သူရှိလာတယ်တဲ့အဲ့ဒီအမျိုးသမီးကဘာဖြစ်လဲဆိုတော့သူများလိန်လို့သူ့စီးပွားပြတ်ပြီးတော့ ူရဲ့မိသားစုအခြေရင်းရင်သွားတယ်။အဲ့လိုဖြစ်တဲ့အခါကျတော့ဘုန်းကြီးရှီကိုလာပြီးတော့သူဘာပြောလဲဆိုတော့ကိုရောတဲ့ဒီနေ့ကိုရောပြီးတဲ့ချစ်ချင်းမြတ်တာတရားတော်ကအရန်ကောင်းတယ်တဲ့။ဒါမဲ့တဲ့တပည့်တော်ဘဝနဲ့ပြန်စင်းစားကြည့်လိုက်တော့ကိုရောတဲ့တပည့်တော်ရဲ့စီးပွားကိုဖျက်ပြီးတပည့်တော်တို့မိသားစုရင်းရင်တော်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်ကိုရောတဲ့။အခုလောလောဆယ်တော့တပည့်တော်မှခွင့်မလွတ်နိုင်ဘူးတဲ့။ ချိန်တစ်ခုကြာတော့မှပဲတပိတော့ခွင့်လွတ်မယ်ဆိုပြီးတော့ဘုန်းကြီးရှီမှာလာပြီးတော့ခွင့်တောင်းတယ်တဲ့ဒီဖြစ်ပျက်ကလေးကကျွန်တို့ရဲ့လက်တွေ့နေ့စဉ်ဘဝအတ္တတာမှာကြုံဆုံရတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်ကိုဘဝမှာခွင့်မလွတ်နိုင်ခြင်းမေတ္တာမပြနိုင်ခြင်းဆိုတဲ့ဒေါသထွက်ရတဲ့အခြေအနေကိုတကယ်ကြုံဆုံလာရတဲ့အခါမှာဘာကြောင့်လဲလို့တည်တည်ချာချာပြန်စဉ်းစားကြည့်တဲ့အခါမှာကိုယ့်ကိုယ် မတရားလုတ်သွားတယ်လို့ခံစားရတဲ့အခါမှာကိုယ့်ဘက်မှာအဲ့တရားမျှတခြင်းကိုပြန်လဲရှာဖွေလို့တဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။ကိုကတော့မှားနေတယ်ဆိုလို့ရှိရင်ကိုဟာဒီတရားမျှတတဲ့စိတ်ကိုရှာဖွေဖို့ခွင့်မလွတ်နိုင်ဘူးဆိုတဲ့အရာဟာလွယ်ကူတဲ့အရာဖြစ်သွားပါတယ်။ဒါပေမဲ့လို့ကိုယ့်ဘဝမှာမတရားဘူးလို့ခံစားရတဲ့အခါမှာကျွန်တို့တွေဟာ ခွင့်လွှတ်နိုင်ဖို့ခက်ခဲကြပါဒါပေမဲ့တရားတော်ရဲ့အဆုံးအမကဒီနေ့ကြားရတဲ့အခါမှာဘာကြားရလဲဆိုတဲ့အခါကျရင်သူများကဘာတစ်ဖက်ရိုက်တယ်ဆိုရင်အခြားတစ်ဖက်ပြီးတဲ့အင်းကြီးတထယ်ယူဖို့အတွက်တရားဆွဲတယ်ဆိုရင်ကိုယ့်ရဲ့အခြားသောဝိညာဉ်ကိုပေးပါတဲ့တပါးတို့ကကိုယ်ခီးတမိုင်သွားစေလိုတဲ့အခါကျရင်နောက်ထပ်နှမိုင်သွားပါလို့ဘုရားသခင်ကတွင်တင်ဆုံးမတဲ့အခါမှာနေစဉ်ဘဝအတ္တတာမှာကျွန်ုပ်တို့ဖြစ်ပျက်တဲ့အခြေအနေနဲ့ဘုရားသခင်ရဲ့တွင်တင်ဆုံးမမှုကိုနားလည်နိုင်ဖို့ ကျွန်ုပ်တို့တွေခက်ခဲတာကိုကိုယ့်ရဲ့နေစဉ်ဘဝသက်တာမှာတွေ့ကြုံရမယ့်လူတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်ုပ်တို့ယုံကြည်ခြင်းအသက်တာကိုရှင်သန်တဲ့အခါမှာတရားမြတ်တာမှုနဲ့ချစ်ချင်းမြတ်တာကြားထဲမှာနေရာလေးတစ်ခုရှိပါဘဝမှာတော့မတရားခံရတယ်ဆိုရင်ကိုကခွန်းလွန်နိုင်ဖို့ဒီခံနိုင်ဖို့ခက်ခဲတယ်ဒါပေမဲ့တရားတော်ကလည်းချစ်ချင်းမြတ်တာထားခိုင်းနေတဲ့အခါမှာရှင်မာသဲခရစ်ဝင်အခန်းကြီး9အခန်းငယ်44မှာဗာပြောလဲဆိုတော့ယန္တူကိုချစ်ပါတဲ့ ကိုယ့်ကိုမတရားညှင်းပန်းနှိပ်စက်တဲ့လူတွေကိုဆူတောင်းပေးပါတဲ့အဲအဲ့လိုမျိုးလုံနိုင်နေဆိုရင်တဲ့မိုးကောင်းကင်မှာရှိတဲ့ဖခမီးတော်ဖရားရဲ့သားသမီးတွေဖြစ်လာပြီးတော့မှဖခမီးတော်ဖရားကနေသူ့ရဲ့နေကိုတဲ့ဖြောင်းမတ်တဲ့လူနဲ့မဖြောင်းမတ်တဲ့လူပေါ်မှာထွန်းလင်းစေမယ်မိုးကိုဖြောင်းမတ်တဲ့လူနဲ့မဖြောင်းမတ်တဲ့လူပေါ်မှာသူဟာရွာချပေးမယ်လို့ဂရုပေးပါတယ်ဝိမျက်ကျင်တဲ့အချက်ကလေးကဘာလဲဆိုတော့တရားမျှတမှုနဲ့ချစ်ချင်းမေတ္တာရဲ့ကြားထဲမှာ ယုံကြည်ခြင်းအတ္တတာတစ်ခုကိုကျွန်တော်တို့ရှင်တန်ကြရပါတယ်။တချို့လူတွေကမတရားဘူးလို့ထင်တဲ့အခါမှာချက်ချင်းလက်တုံ့ပြန်တယ်လို့တချို့လူတွေကမတရားဘူးလို့ထင်တဲ့အခါမှာခေါင်းငုံခံကြပါတယ်။ဘလူနည်းနဲ့ပဲဘဝကိုဖျက်တမ်းဖျက်တမ်းယုံကြည်ခြင်းလမ်းကြောင်းတစ်ခုကိုရှောက်လန်းကြရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တို့တို့နားလည်ပြီးသိနေတဲ့အတိတ်တရားအထက်ဘုရားသခင်ရဲ့ဉာဏ်ပညာတော်ဟာကြီးမားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ကျွန်တော်တို့ယေရှုရှင်နှလုံးတော်ကိုသဒ္ဓါကြီးညိုခြင်းနဲ့ယေရှုရှင်နှလုံးတော်ရဲ့ဂရိတော်တွေကိုထောက်ရှုတဲ့အခါမှာအချက်တစ်ချက်ကဘာပြောလဲဆိုရင်အားငယ်တိမ်ငယ်တဲ့ဝိညာဉ်နှလုံးသားဟာတဲ့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကို ထိတွေ့တဲ့အခါမှာတဲ့ခွန်အားတွေရလာတယ်တဲ့အဲခွန်အားရှိနေတဲ့ဝိညာဉ်နှလုံးသားဟာတဲ့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကို တွေ့ထိခံစားရတဲ့အခါမှာတဲ့ပြည့်စုံတဲ့ဝိညာဉ်အသက်တာကိုရရှိတယ်လို့ဆိုပါတယ် ဒါကြောင့်မလို့ဒီကနေ့ကြားတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့နှလုံးသွင်းတဲ့အခါမှာနေစဉ်ဘဝအတ္တတာမှာကျွန်တော်တို့တွေတရားမျှတမှုကိုရှာဖွေတဲ့အခါမှာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာရဲ့တွားရတဲ့ခရီးလမ်းနိုင်ယုံကြည်ခြင်းအတ္တတာကိုဘုရားသခင်ထံမှာခွန်အားယူရင်ရှောက်လန်းကြရအောင်ဘုရားသခင်ကတော့ကျွန်တော်တို့ကိုနီးစနစ်လေးတစ်ခုပေးထားတယ်တရားမျှတမှုနဲ့ချစ်ချင်းမေတ္တာရဲ့ကြားထဲမှာမေတ္တာဆူတောင်းနိုင်တဲ့ခွန်အားဟာတိတ်ကြီးကြီးမားတယ်ဆိုတာအကြောင်းအရာကိုဒီနေ့ ဝိညာဉ်ဆိုင်ရာအတွက်ဝိငါရင်းနဲ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာတရားမျှတမှုကိုရှာဖွေနေတဲ့အခါမှာဘုရားသခင်ချစ်ချင်းမြတ်တာတော်ကိုရှောက်လန်းနိုင်တဲ့ခေါင်းနဲ့ကျေးဇူးတော်ကိုဆက်လက်ပြီးတောင်းခံရအောင်လို့အလုံးကိုဖိတ်ခေါ်ပါရစေ။အလုံးကျေးဇူးပြုမတည့်ရဲ့လေစုပန်ကြပါစို့။